တောင်ကြီးမြို့နိုင်36နှစ်မြောက်ကလေးတင်ရဲ့ခွင့်ရများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းထဲရမန်ကပ္ပကလေးများနေအခမ်းအနားကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။36နှစ်မြောက်ကလေးတင်ရဲ့များခွင့်ရများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းထဲရမန်ကပ္ပကလေးများနေအခမ်းအနားကိုနိုဝင်ဘာလ20ရက်နေ့နေ့ပိုင်းကတောင်ကြီးမြို့မြို့တော်ခမ်းမနိုင်ကျင်းပပြုလုပ်ရာရှမ်းပြည်နယ်ဆိုရဖွဲ့ဝင်ပြည်နယ်လုံးစုံရင်းနဲ့နေဆက်ရာဝင်ကြီးဘုံမူကြီးစိတ်ဝင် ပြည်နယ်စည်းပွားရေးအရဝင်ကြီးဦးခွန်သိန်းမောင်ပြည်နယ်တယံစားတရေးအရဝင်ကြီးဦးဆိုင်လေဌာနဆိုင်ရာများကလေးတင်ရဲအခွဲရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအရက်ဖက်လူမှုအဖွဲ့စည်းများတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်အခမ်းအနားတွင်ရှမ်းပြည်နယ်ဆိုရဖွဲ့ဝင်ပြည်နယ်စည်းပွားရေးအဝန်ကြီးဦးခွန်သိမ်းမောင်ကကဘာတဝဲလုံးရှိကလေးတငယ်များ၏အခွင့်အရေးများကိုကာကွယ်ဆောင်ရှောက်ရန်မြင့်တင်ဆောင်ရွက်ရန်အတွက် 1989ခုနှစ်နိုဝင်ဘာလ20ရက်နေ့တွင်ကျင်းပခဲ့သည့်44ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကလေးသမားအခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းအပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်ကို အတည်ပြုပြတိုင်းခဲ့ကြောင်းကလေးတငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းပါကလေးတငယ်များ၏အခွင့်အရေးလေးရဖြစ်သည့်အသက်ရှင်သန်ခွင့်ဖွံ့ဖြိုးတိုးတက်ခွင့်ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်တို့ကိုရှမ်းပြည်နယ်အတွင်းရှိဌာနဆိုင်ရာအဖွဲ့အစည်းများစေတနာဝန်ထမ်းအဖွဲ့အစည်းများကအကောင့်ထည့်ဖို့ဆောင်ရွက်ရတယ်။မိသားစုဝင်များလူမှုအဖွဲ့အစည်းများဌာနဆိုင်ရာများနဲ့ပြည်သူများအလုံးကပုံမိုပူပေါင်းပါဝင်ဆောင်ရွက်ကြရလိုအပ်ပါကြောင်းကလေးသင်ငယ်ခွင့်များဆိုင်ရာဥပဒေအရကလေးသင်ငယ်အလုံးခွဲခြားဆက်ဆံမှုကင်းပြီးဒန်တူညီများစွာလက်လံမိခံစားရရှိရန် ပညာရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုရပိုင်ခွင့်များအပြည့်အဝရရှိစေရန်နဲ့ကလေးငယ်တို့စွာနီလမန်ကန်စွာပြုစုစောင့်ရှောက်နိုင်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။ထို့နောက်ကလေးငယ်ခွင့်ရများအကောင့်ထဲပေါ်ဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုကိုပြသခဲ့ပြီးပရိုက်တာကရများမှာ ကလေးငယ်လေးများကနိုင်ငံတကာရင်သွေးငယ်တခြင်းကိုစုပေါင်းတည်ဆို့ဖျော်ဖြေခြင်းဖြင့်၎င်းတောင်ကြီးမူလာတန်းချူကြောင့်မှာကလေးငယ်လေးများကသွေးစင်းတို့ရဲ့မြေတခြင်းနဲ့ရှမ်းတခြင်းတို့ဖြင့်၎င်း ဧတယာမူလာရန်ကျူကျောင်းမှာကလေးငယ်လေးများကဖုံးကထိန်တခြင်းနဲ့ခမ်းဝီတခြင်းတို့ဖြင့်၎င်းအမျိုးသမီးပရာဟိတာကီဟာမှာ ကလေးငယ်လေးများက နောင်ရင်လေးတခြင်းဖြင့်၎င်းစိတ်တဒုက္ခပရာဟိတာကီဟာမှာ ကလေးငယ်လေးများကအင်းလေးတိုက်တေးနဲ့မိဘုံပွဲတခြင်းတို့ဖြင့်၎င်းကားပြဖြောပြေးတင်ဆက်ခဲ့ကြပါတယ် ရင်နောက်ကပြဖြော်ပြတင်ဆက်ကြသည့်ကလေးငယ်လေးများကိုရှမ်းပြည်နယ်ဆိုရဖွဲ့ဝင်ပြည်နယ်လုံးချုပ်ရေးနယ်နယ်စပ်ရေးအဝန်ကြီးဘုံမူကြီးစိန်ဝင်ပြည်နယ်စီးပွားရေးအဝန်ကြီးဦးခွန်သိမ်းမောင်ပြည်နယ်တရားစားတရားအဝန်ကြီးဦးဆိုင်လိန်နဲ့ပြည်နယ်လုံးချုပ်ရေးနယ်နယ်စပ်ရေးအဝန်ကြီးဦးဇနီတို့ကဂုံပြူချီမြင့်ဝင်နဲ့အမတ်တရားပစ္စည်းများပေးအပ်ချီးမြှင့်ကြကြောင်းသိရှိရပါတယ်ရှင်